ဟယ်လိုမင်္ဂလာပါရှင်အခုက Libra season နဲ့ကိုရောက်ပြီဆိုတော့ Libra season အတွင်းမှာဗာလေးတွေဖြစ်နိုင်လဲဆိုတော့ collateral reading လေး general message လေးအရင်ဖတ်မယ်ပြီးလို့ရှိရင် Libra လေးရဲ့အတွက် Happy birthday Libra ပေါ့နော်ဒီ Happy birthday Libra ကကြတော့တနှစ်စာပေါ့ဒီ2025 Libra season ကနေပြီးတော့နောက်နှစ်2026 Libra season အထိပေါ့နော်အဲအဲ့ဒီတနှစ်တာကာလအတွင်းမှာ Libra လေးတွေဗာလေးတွေဗာလေးတွေတည်တင်လဲပေါ့နော် general general ဆိုပေမဲ့တစ်ခုတစ်ခုချင်းစီကိုကြည့်မှာ Libra Happy Birthday Libra ကျတော့တင့်ရဲ့ personal growth တွေတင့်ရဲ့အလုပ်ကိုင်းတွေငွေရေးချေးရေးတွေတင့်ရဲ့အခြေရေးတွေလူမှုရေးတွေအဲ့လိုအဆုံးကြည့်မယ်ပေါ့နော်အဲဒါကတော့ဒုတိယပိုင်းပထမပိုင်းကကျတော့ဒီ Libra season အတွင်းမှာဒီတစ်လအတွင်းမှာပေါ့နော်အဲဒီတစ်လအတွင်းမှာ Libra လေးတွေရော Libra ဟုတ်တဲ့သူတွေရောမဟုတ်တဲ့သူတွေရော တင်ကျမရဲ့ဒီဗီဒီယိုလာကြည့်မိတယ်ဆိုရင်တင်ဘာလေးတွေတည်တင်လဲဘာလေးတွေဖြစ်နိုင်လဲအားလားလေးကို channel ကြည့်မယ်။အရင်ဆုံးပထမပိုင်းက Libra season အတွင်းမှာဖြစ်နိုင်မဲ့အရာလေးတွေကတစ်လအတွင်းမှာအကျုံးဝင်ပါတယ်။ Happy birthday Libra ကကြတော့တစ်နှစ်အထိအကျုံးဝင်နေပေါ့နော်။ Okay အဲ့တော့ Libra လေးတွေက Libra season အတွင်းမှာဘာဖြစ်နိုင်လဲမသိချင်ဘူးဆိုရင်ဒုတိယပိုင်း Happy birthday Libra ကိုတမ်းပြီးသွားကြည့်လို့ရပါတယ်။ Time stamp မှာကျမအချိန်လေးတွေထည့်ထားပေးမယ်ပေါ့နော်။ Okay အဲ့တော့အခုကပထမပိုင်းအနေနဲ့ Libra season အတွင်းမှာ လီဘရာလေးတွေရောလီဘရာမဟုတ်တဲ့သူတွေအသင်ဖာလေးတွေဖြစ်နိုင်ခြင်းရှိတယ်လို့တစ်ချက်ကြည့်အောင်နော်အဲ့တော့အရင်ဆုံးအနေနဲ့ကက်ကိုမကြည့်ခင်ကျွန်မခန်းစားမိတာလီဘရာလေးတွေတချို့လီဘရာလေးတွေနည်းနည်းလေးစိတ်မကောင်းဖြစ်နေတာတော့ပါတော့အဲ့ဒါလေးရှိနိုင်တယ်ကိုချစ်တဲ့ချစ်သူကြောင့်ဖြစ်စေကိုခင်ရတဲ့မိษွေတငယ်ချင်းကြောင့်ဖြစ်စေဆွေမျိုးမောင်နှမကြောင့်ဖြစ်စေပေါ့နော်ကိုမေတ္တာရှိရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်မကောင်းဖြစ်နေတာလေးရှိရလို့ခံစားမိတယ်ဒါကတော့အလူတိုင်းတော့မဟုတ်ဘူးပေါ့နော်တချို့လေးတွေတော့ပါ အဲ့တော့အဲ့ဒီထဲမှာမှသင်စိတ်မကောင်းဖြစ်နေရတဲ့အကြောင်းအရာနှစ်မျိုးဖြစ်နိုင်တယ်။ကိုကအမှားလုပ်လိုက်လို့စိတ်မကောင်းဖြစ်သွားတာလည်းဖြစ်နိုင်တယ်လို့ကိုကိုတခုခုလာပြောလို့ဟာအမ်ကိုကိုတခုခုလာပြောပြီးတော့မှကိုကအပြောခံလိုက်ရလို့တို့မဟုတ်ကိုချစ်တယ်လို့ကိုရဲ့မေတ္တာအတိုင်းတံပြန်တက်ရောက်မှုတွေမရလို့စိတ်မကောင်းဖြစ်နေတာလည်းဖြစ်နိုင်တယ်။အဲ့ဒီထက်မှမှာနှစ်မျိုးကဘာလဲဆိုတော့တကယ်လို့တင်အမှားတစ်ခုခုလုပ်လိုက်လို့အဲ တစ်ဖက်သူနဲ့တင်တဲ့အဆက်အသွယ်ပြတ်ပြီးတော့အဲတစ်ဖက်သူကဘာလို့မဆိုဖြစ်နိုင်ရင်နော်အဲ့ဒီလိုကတင်အောင်မခေါ်မပြောတော့လို့တင်အစိမ်းမကောင်းဖြစ်နေတာဆိုရင်တော့အာအဲ့ဒီလူတွေကကြာတင်အားအရင်သွားပြန်ခေါ်มาရမှာတင်အားသူတို့စိတ်ဆိုးပြေအောင်ပြန်ပြီးတော့ကိုအရင်ချော့တာတော့ကိုအမြင်ခေါ်လိုက်တာတော့ကိုကမှားကြောင်တိတာတော့အဲ့လိုဆိုရင်တော့ပြန်အစိမ်းပြေသွားနိုင်တယ်တင်စိတ်မကောင်းဖြစ်နေတဲ့အရာအတင်အမှားကြောင်ဆိုရင်ပေါ့နော်ဒီလိုတင်အမှားကြောင်မဟုတ်ဘူးတစ်ဖက်သူကကိုကိုဘလိုင်းကြီးအထင်လွဲနေတာတော့ဘာလို့ဆိုရင်တော့ဒီ လီဘရာလေးတွေဒီလီဘရာစီစဉ်အတွင်းထဲမှာပဲအဆင်ပြေသွားတာလည်းဖြစ်နိုင်တယ်လို့တို့မဟုတ်လီဘရာဘတ်ဒေးအတွက်ဒီတစ်နှစ်အတွင်းပေါ့နော်ဒီနှစ်လီဘရာစီစဉ်ကနေနောက်နှစ်လီဘရာစီစဉ်အတွင်းတစ်နှစ်အတွင်းမှာအဆင်ပြေပြေသွားတာလည်းဖြစ်နိုင်တယ်โอเคအဲ့တော့ဒီစကားဒီလီဘရာလေးတွေအတွက်လည်းဖြစ်နိုင်တယ်လို့တချို့လီဘရာမဟုတ်တဲ့သူတွေလည်းအဲ့လိုဖြစ်နေတဲ့သူတွေအနေချင်းတော့ပါမယ်လို့ထင်တယ်โอเคဒါကတော့ကျွန်မခံစားမိတဲ့ energy ပေါ့နော်โอเคအဲ့တော့အဲ့လိုဝန်းနေနေတာရှင်တော့ကျွန်မခုနပြောတဲ့နီလန်ထဲအဖြစ်ရှင်းလို့ရရယ်နော် โอเคအဲ့တော့အခုက Libra season အတွင်းမှာဗာလေးဖြစ်နိုင်လဲဆိုရအရာလေးတွေကို channel message ကိုအရင်ကြည့်မယ် for a call ကဲခုန negative energy ပြောလိုက်တဲ့အချိန်မှာခု negative energy ထက်ကြလာပြန် for a call ရဲ့ set of panic ရဲ့ Libra season အတွင်းမှာအခုကလေး ငွေကြေးနဲ့ပတ်သက်ပြီးတိတ်ပြီးတော့ satisfy မဖြစ်တာတော့ပါနည်းနည်းလေးပတ်စံကအထွက်များနေတာကိုမျှလင့်ထားတဲ့အရာလေးတွေကမရတာကိုလိုချင်တာကအများကြီးกว่าရလိုက်တာနည်းနည်းလေးအဲအဲ့လိုလေးဖြစ်တဲ့ expectation များနေတာပေါ့နော်အဲ့တော့မျှလင့်ချက်တွေများနေတဲ့သူဆိုတော့တင်မျှလင့်တဲ့လောက်မရဘူးဆိုတဲ့ message တွေတွေ့ရဲအဲ့တော့အရင်ကြီးမျှလင့်ချက်မကြီးမပဲနဲ့ကိုရောက်ရဲတင်းတိမ်ပြီးနေမယ်ဆိုရင်တော့အဆင်ပြေလိမ့်မယ်နော်อืม နောက်ပြီးတော့ကို့ဘွားထဲမှာကို့မထင်မှတ်ထားတဲ့မတွေ့တာကြာပြီဆိုတဲ့သူလေးတယောက်ကို့မထင်မှတ်ထားတဲ့တပ်ပါတီပေါ့နော်တပ်ပါတီလို့ခံစားမိတယ်တပ်ပါတီတယောက်ကြောင့်ကိုစိတ်နှောက်ရှက်ဖြစ်ရတာတို့ဘာလို့အဲ့လိုလေးတွေဖြစ်တတ်တယ်အဲ့တော့သူများကြတဲ့ဝင်မပါတာတို့ဘာလို့အဲ့ဒါလေးလုံမဖြစ်မယ်ဒီခါကျရင်တပ်ပါတီကကိုကိုတိုင်းဖြစ်သွားတတ်တယ်ကိုကသူများအတွေ့ကြားထဲမှာဝင်ပြီးတော့အာညှိနှိုင်းပေးလိုက်တာဝင်ပြီးတော့ကူညီလိုက်တာအဲ့ဒါကြီးကကိုအတွက်ကူညီရမရောက်ပဲနဲ့ကိုအတွက်ပို့ပြီးတော့ နစ်နာစရာလေးဖြစ်သွားတာမျိုးဖြစ်တဲ့အတွက်သူများကြားထဲမှာဝင်မပါတာတော့ပါတော့အဲ့ဒါလေးနည်းနည်းရှောင်းနော်โอเคအဲ့လိုတွေ့ရသူများတငယ်ချင်းနှစ်ယောက်ကြားထဲဝင်ပြန်ပြေးပေးတာမလုပ်ပါနဲ့ပြီးရင်တို့ကပြန်တည့်သွားမယ်တင်းရသူတွေရဲ့တပ်ပါလေးဖြစ်သွားမယ်သူများချစ်သူကြားထဲလည်းမဝင်ရအောင်အဲ့တော့ညာသူများကြားထဲဝင်မဲ့တပ်ပါလေးမဖြစ်ရအောင်ပေါ့နော်အဲ့လိုခံစားမိရေโอเคငွေကြေးနဲ့ပတ်သက်ပြီး expedition နည်းနည်းရှောင်းရမယ်ငွေကြေးရဲ့ file oh my god ဒီ brand season အတွင်းမှာဘာလေးဖြစ်နေကြလဲမသိစလာတာね negative energy ကိုခံစားမိတာဆိုတော့ကက်တွေကလည်း negative ကက်တွေပဲကြာတယ် fight or panic က fight or cow อืม fight or panic က fight or cow ဘောထွားတယ်မှာ ace of cups cups တွေပဲကြာတယ် cup တွေ feeling တွေပဲကြာတယ်ဒီမှာ four of cups fight or cup ဆက်ဆံရေးတစ်ခုကိုဆုံးရှုံးလိုက်ရတာလို့ပါလို့လေအဲ့ဒါ libra season အတွင်းထဲမှာဖြစ်နိုင်တယ်ညာအဲဒီမှာဗာမြင်လဲဆိုတော့ မိသားစုတွေကဖြစ်နိုင်တယ်ကိုခင်ရတဲ့မိတ်ဆွေတွေကဖြစ်နိုင်တယ်ချစ်သူလည်းဖြစ်နိုင်ပါတယ်ခံစားချက်တွေတိတ်မကောင်းနေဘူးဟောခံစားချက်တွေတိတ်မကောင်းနေတစ်ချက်ကြည့်ရအောင်ဒါပါပါလဲ angel oracle လေးဇာနေအကြံဉာဏ်လေးတစ်ချက်လောက်ယူရအောင်ကဲလက်ကိုလောက်လိုက်ပါတဲ့နော် လက်ကူးလှုပ်လိုက်ပါလှုပ်ထုတ်လိုက်ပါတင်းစိတ်ညစ်စရာလေးတွေ Libra season ထဲမှာရှိလို့ရှိရင်ပေါ့နော်ဝမ်းနည်းစရာလေးတွေစိတ်အလိုမကျတာလေးတွေရှိတယ်ဆိုရင်လည်းဒါတရားနဲ့ပဲဖြေလိုက်ပါပေါ့နော် forgive and release everyone ဘ누구မဆိုတင်းစိတ်ညစ်နေတဲ့အရာတင်းကိုစိတ်နှောက်ရှက်ဖြစ်အောင်လုပ်တဲ့အရာဒီဘ누구ပဲဖြစ်ပါစေ forgive and release ခွင့်လွှတ်လိုက်ပါပြီးရင်စိတ်ထဲမှာစွန့်လွှတ်လိုက်ပါပေါ့နော်ဒီမှာဒီငှက်လေးကိုလှုပ်ထုတ်လိုက်တယ်လို့မျိုးဘ누구မဆိုဖြစ်နိုင်တယ် okay တင်းကအစိတ်ဝမ်းနည်းနေမယ်အစားစိတ်ဆိုးနေမယ်အစားကိုယ် release လုပ်လိုက်ခြင်းအပြင် forgive လုပ်လိုက်ခြင်းအပြင်တင့်အတွက်တံပြန်တက်ရောက်မှုတွေပြန်ရနိုင်တယ်ပေါ့နော်ဥပမာတင်းအမှန်နေတယ်ဆိုရင်တော့တင့်အတွက် justice တွေပါလေတနေ့ကျရင်ပြန်ရလိမ့်မယ်လက်ရှိကတော့ one name နေနေတော့ပေါ့နော်အလိုလေးတွေ့ရအဲ့ဒါ libra season အတွက်မှာဟိုဟာလေးတွေတော့မြင်ရပါပဲအဲ့တော့စိတ်ခံစားချက်အဆင်မပြေတာတော့ fire panic ကစရော panic ငွေရေးကြေးရေးအဆင်မပြေတာတော့အဲ့ဒါလေးတွေအများကြီးတွေ့နေတာอืมနောက်ပြီးတော့လေ tune into your divine potential bring the world into harmony ကိုယ့်အတွက် harmony ဖြစ်တဲ့သူတွေနဲ့ပဲပတ်သက်ပါကိုယ့်နဲ့လိုက်ဖက်လိုက်ဖက်တဲ့သူပေါ့နော်တကယ်ချင်းဆိုရင်ကိုယ့်နဲ့ happy อยู่မျှတဲ့သူ harmony ဖြစ်တဲ့သူပဲပဲဆက်ပြီးတော့စကားပြောတာပတ်သက်တာမျိုးလို့ပေါ့ကိုယ့်နဲ့တိတ်ပြီး align မဖြစ်တော့ဘူးမလိုက်မလိုက်ဖက်ညီတော့ဘူးဆိုရင်တော့ကိုယ့် အဲ့ဒါဆိုရင်တော့နည်းနည်း ignore လုပ်နိုင်ဖို့လိုတယ်အဲ့ဒါယူစိတ်တဲ့ထည့်ပြီးတော့ခံစားမနေနဲ့ပေါ့နော်အဲ့လိုလေးတွေတွေ့တယ်နောက်ပြီးတော့ liver season အတွင်းမှာတချို့လေးတွေလူရွေးမှားတာတွေပါဖြစ်နိုင်တယ်အဲ့လူရွေးတော့မမှားစေနဲ့ပေါ့နော်ဆက်ဆံရေးအစ်စ်တခုစမယ်ဆိုရင်လူရွေးမှားတာတွေပါဖြစ်တတ်တယ်အဲ့တော့ရွေးချယ်မှုတွေမလုပ်ခင်တေချာစဉ်းစားပါပေါ့နော် foreign sauce ရဲ့ aid sauce ရဲ့ cups တွေကြာတယ်ဖက်နေ cups တွေနှစ်ခုကြာတယ်ပန်နီကဲနှစ်ခုကြာတယ် sauce တွေနှစ်ခုကြာတယ်အာ libra season အတွင်းမှာဒါကလေဒီကြာလာတဲ့ဒီနှစ်ကက်ကတင်လုံးတင်တဲ့အရာလို့ကျွန်မခန့်စားမိတယ်တင်လုံးတင်တဲ့အရာပါလဲဆိုတော့နေ့စဉ်ဘဝမှာတင်လုံးနေတဲ့အရာလေတင်ရ comfortable ဆုံးပါပဲတင်နေပါ comfortable ဆုံးကနေထွက်ပြီးတော့တခြားတစ်ခုခုကိုလှုပ်လိုက်တာတော့အဲ့အဲ့ဒါလေးဆိုတင်တဲ့တိတ်အဆင်မပြေပုံမှန်အိတ်ပေါ့နော်ပုံမှန်အိတ်ပုံမှန်စားအဲ့တော့တိတ် အနားယူဖို့လိုတယ်ဆိုတဲ့ message လေးတွေတွေ့တယ်။ Libra season အတွင်းမှာတချို့လေးပေါ့နော်။စိတ်ပင်ပန်းနေတာရှိမယ်။တချို့ကလူပင်ပန်းနေတာရှိမယ်။အဲ့တော့စိတ်ပင်ပန်းနေတယ်ဆိုစိတ်ကိုအနားပေးဖို့လိုတယ်။လူပင်ပန်းနေတယ်ဆိုရင်လူကိုအနားပေးဖို့လိုတယ်။ဒီ season အတွင်းမှာသင် comfortable ဆုံးမှာပဲနေတာအဆင်ပြေလိမ့်မယ်နော်။တချို့ຢာလေးဆိုဟိုဘယ်လိုပြောရမလဲ။ကြားရင်လည်းမကြားသလိုပဲနေလိုက်ပါတော့။ဟာအဲ့လိုမျိုး။မြင်ရင်လည်းမမြင်သလိုပဲနေလိုက်ပါတော့။အဲ့ဒါကပိုအဆင်ပြေလိမ့်မယ်။ ကိုကိုနားလဲတဲ့သူနဲ့ပဲဖြတ်တန်းလာပို့ကောင်းလိုက်မယ်နော်အာဖိုင်ရိုဆော့စ်ဖိုင်ရိုဆော့စ်ရဲ့ဆီရော့ကပ်ဖြစ်ကိုတန်ရောစင်ရှိရတဲ့သူတွေ ਨੇ ကြေတနာဖြစ်တတ်တယ်။음ကြေတနာဆိုတာဘယ်လိုပြအချစ်လွန်တာပေါ့နော်။အာအရန်နေချစ်ပြီးတော့တန်ရောစင်ရှိရတဲ့သူမေတ္တာရှိရတဲ့သူ ကိုယ့်ရဲ့မိသားစုပေါ့နော်အဲ့ဒါလေးရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဟိုဟာစကားများတာကြီးတယောက်နဲ့တယောက်အပေးယူမမျှတာလေးနည်းနည်းလေးဖြစ်တတ်တယ်။ဘာကြောင့်လဲဆိုတော့လေအာဘာကြောင့်လဲဆိုတော့ဒီမှာ final source မှာမြင်တာ family name မှာထည့်ပြီးတော့တစိမ့်စိမ့်ကြည့်နေမုန်းလို့မဟုတ်ဘူးအဲ့ဒီလိုอ่ะလေဒါတင့်အဲ့တော့ဆို negative တွေကြီးပဲဘာလို့ခံစားနေမိလဲ sorry เนาะတင့်ကအရင်နေ positive ဆန်နေတဲ့သူဆိုရင်တော့ဒီ message တွေဒီတင့်ဘွားမှာ အခုက Libra season အစပဲရှိသေးတာဆိုတော့မကြုံသေးဘူးဆိုရင်တော့ဒီ Libra season အတွင်းမှာနည်းနည်းတည်တည်ထားပေါ့နော်ဒီလို negative energy တွေတင့်စီမရောက်လာဖို့အတွက်စကားပြောတော့မယ်ဆိုရင်အလုပ်ထဲမှာလုပ်ဖို့ကံပဲနေတဲ့သွားစကားပြောရင်ကိုပြောမဲ့စကားဒီဘသူ့ကိုပြောတင်လဲဆိုတာတေချာရွေးချယ်ပေါ့နော်လူရင်းမှားတက်တယ်လူရင်းမှားတယ်ဆိုတာဘယ်လိုမျိုးလဲကိုသွားပြောလိုက်မှာပဲအဲ့ဒီဟာပို့ဆိုသွားရောကိုရွေးချယ်လိုက်တဲ့သူကမှားသွားတာရောကိုသူ့ကိုသွားယင်ဖွင့်လိုက်မှာပဲပို့ဆိုသွားတာရောဘာလို့အဲ့ဒါမျိုးပြောချင်တာနော်အဲလူအစ်တတယောက်ရွေးချယ်မယ်ဆိုရင်ရွေးချယ်မှုတွေမှားတက်တာဖြစ်တဲ့တယ်တေချာလေးရွေးချယ်ဖို့လိုပါတယ် sorry ပါအတန်းနဲ့ရမ်းငန်သွားတယ်နော် Libra season မှာဟုတ်တော့ဟုတ်နေပြီတိတ်တော့မဟုတ်တော့ဟုတ်တော့ဟုတ်နေပြီဒါမှမဟုတ်တိတ်မဟုတ်တော့အနောက်ဆက်တွေအရင်များနေလို့လေ Okay ဘယ်လိုမျိုးလဲဆိုတော့လေကို့ဘွားထဲမှာရှင်းနှင်းနေပြီသားတို့ပေါ့နော်ရှင်းနှင်းနေပြီသားတို့မိသားစုလည်းဖြစ်နိုင်တယ်ချစ်သူရေးစားလည်းဖြစ်နိုင်တယ်အိမ်နောက်ဘက်လည်းဖြစ်နိုင်တယ်အဲ့တော့အချစ်လွန်အချစ်လွန်ပြီးတော့အရင်နေ control လုပ်ချင်တာချုပ်ချယ်ချင်တာ ကိုပြောလိုက်ရင်ပြီးချင်တာအဲ့လိုမျိုးပေါ့နော်အဲ့ဒီအရာလေးတွေနည်းနည်းရှောင်ပါဒီလာထဲမှာအဲ့လိုလှုပ်ချင်းအဖြစ်ဘယ်လိုပြောရမလဲအလုတ်ခံရတဲ့သူကအဆင်မပြေတာပေါ့နော်အဲ့တော့တင်ကိုယ်တိုင်ကအဲ့လိုလှုပ်မဲ့သူလားအဲ့ဒါဆိုရင်တော့ရှောင်လိုက်တင်ကအလုတ်ခံရမယ်ဆိုရင်တော့တင်လည်းပဲအဆင်မပြေဘူးတင်ဒီမှာမွန်းကြက်တာမွန်းကြက်ပြီးတော့စိတ်တွေဆိုးတာတော့ဘာလို့ပေါ့နော်အဲ့လိုလေးတွေဖြစ်တတ်တယ်အဲ့ဒါလေးနည်းနည်းသတိထားပါโอเคအဲ့တော့ Libra season အတွင်းမှာဖြစ်နိုင်တဲ့ဟာလေးတွေက negative တွေများနေတာဖြစ်တဲ့ဒီ negative တွေအကုန်လုံးသင်ဖြစ်မယ်လို့မဆိုလို့ဘူးเนาะ လီဘရာတွေရောလီဘရာမဟုတ်တဲ့သူတွေကနည်းနည်းလေးတတိထားဖို့အတွက်အဲ့လိုလေးရှောင်းလိုက်ပေါ့နော်อืมအဲ့တော့နောက်ထပ် angel တစ်ခက်လောက်ကြည့်မယ်ဘာလို့လဲဆိုတော့ negative တွေများနေတော့ဒါကဘာနဲ့တူလဲဆိုတော့ဟို terrorist ဓာတ်ရငငကြ terrorist ဓာတ်ဆိုသုံးတယ်လေဒီခွက်လေးကို깟ပြီးတွန်းဆိုအဲ့လိုမျိုးလေလေ ဟိုခေါင်းလောင်းပြီးတယ်လို့ပြီးတာမျိုး energy cleansing လုပ်ဖို့လိုအပ်တယ်စိတ်ညစ်စရာလေးတွေစိတ်ရှုပ်စရာလေးတွေရှိလို့ရှိရင်အချက်ချင်း energy cleansing လုပ်ပါစိတ်ကို release လုပ်ပါနောက်ပြီးတော့ကိုကမဖြစ်သေးဘူးဆိုရင်တော့ကြိုပြီးတော့ကိုကကိုကောက်ွယ်ထားပေါ့နော်ဒီဒီလအတွင်းမှာဒီ libra season တက်လာအတွင်းမှာဘယ်အရာအောင်မဆိုအမျှော်မြင်ရှိရှိလှုပ်ဆောင်ပါအမျှော်မြင်ရှိရှိပဲပြောပါစကားတွေတစ်ခုခုဆိုလဲအဲ commercial me အောင်အပေးယူမြအောင်ပြောပါတုတ်ပြန်မှုတွေဆိုရင်တစ်ဖက်တော့ကိုတုတ်ပြန်တဲ့အတိုင်းပဲ တုတ်ပြန်ပေါ့နော်ကိုယ့်ဘက်ကအရန်ကြီးမများစေနဲ့အဲကိုယ့်ဘက်က negative energy အရန်ကြီးမများစေနဲ့ကိုယ့်အလွန်ဖြစ်သွားတာရောကိုယ့်အမှားဖြစ်သွားတာရောအဲ့လေးနည်းနည်းသတိထားနော်โอเคကောင်းတာတွေပါရှိလဲဆိုကောင်းတာပါမှမတွေ့ အဲ့တော့ကောင်းမှဘာမှမတွေ့တာတိတ်တော့မကျဉ်းနဲ့နေဘူးပေါ့နော်ဒါလေးတွေဆောင်ရံဆောင်ရံလေးတွေလို့ကျမယူဆလိုက်မယ်တချို့လေးတွေဆောင်ရံဆောင်ရံလို့ကျမပြောပေးမယ်သင်ကျမပြောတာအချိန်မမီလိုက်ဖြစ်ပြီးသွားတာလည်းဖြစ်နိုင်တယ်နော်ဖြစ်ပြီးသွားရင်လည်းဒီမှာလေ choose harmonious response ကအဲ့ကိုဘယ်လိုပြန်တုတ်ပြန်ရမလဲဆိုတာမှန်ကန်တဲ့လမ်းကိုတေချာမှန်ကန်အောင်ရွေးချယ်နိုင်ဖို့တော့လိုတယ်အဲ့ဒါဆိုတော့ စိတ်ရှုပ်စရာလေးတွေပြဿနာလေးအဆင်ပြေသွားလိမ့်မယ်ငွေရေးကြေးပြဿနာပဲဖြစ်စေခံစားချက်ပြဿနာပဲဖြစ်စေခံစားချက်ပြဿနာပုံများလိမ့်မယ် Libra season ထဲမှာ Libra လေးတွေကအရန်ချစ်တတ်တဲ့ဆက်ဆံရေးတွေနဲ့ပတ်သက်လို့ရှိရင်နောက်ပြီး Libra လေးတွေကနည်းနည်း drama dramatic နည်းနည်းဆန်တယ်အတတိဆိုလည်းအကြီးကြီးတွေခံစားလိုက်တာတော့ပါတော့အဲ့တော့ Libra season တဲ့ကိုရောက်တာနဲ့အဲ့ဒီ Libra ရဲ့ energy ကတင့်စီကိုနည်းနည်းလေးလာလွှမ်းမိုးနိုင်တယ်လို့ကျွန်မထင်တယ်လူတိုင်းတော့မဟုတ်ရင်တော့ကျွန်မဗီဒီယိုလာကြည့်တဲ့ အဲ့ပေါ့နော်လူတွေအတွက်ပေါ့နော် Libra တွေရော Libra မဟုတ်တဲ့သူတွေအဲ့တော့အဲ့ဒီဟာလေးနည်းနည်းရှောင်နိုင်အောင်ရှောင်နော်အဲ့ဒီ Libra စီစဉ်အဲ့ဒီ negative energy လေး dramatic sign နဲ့ energy လေးနည်းနည်းရှောင်နိုင်အောင်ရှောင်ပါငွေရေးကြေးရေးမှာအဆင်မပြေတာရှိမယ်ဆိုရင်တော့ဒါကတော့ခံစားချက်နဲ့ပတ်သက်ပြီး dramatic တကကြတော့ကျမတို့စိတ်ကိုတတိလေးထားပြီးရှောင်လို့ရပါပဲငွေရေးကြေးအလောက်ကင်မှာကြတော့ကျမတို့ရှောင်လို့မရတာမျိုးလေးတွေရှိတာပေါ့နော်အဲ့တော့ငွေရေးကြေးအလောက်ကင်မှာအဆင်မပြေတဲ့သူတွေကဘယ်လိုလုပ်သင့်လဲဆိုတာလေးတစ်ချက်ပြရအောင်နော်ခံစားချက်တွေကတော့သင် ထိမှရှောင်းပါထန်းတော့ဆိုရင်ဆိုင်ပါလို့ပြရယ်ငွေကြေးရိတ်ခက်ခဲဒီမှာကြည့်ပါဦးထန်းရင်ကျက်စွာနဲ့ရင်ဆိုင်ပေါ့နော်ကြာရှုံးမှုတွေတို့မဟုတ်အဆင်မပြေမှုတွေကြာရှုံးမှုဆိုအလုတ်ပြုတ်သွားတာပါညာပြောချင်တာမဟုတ်ဘူးကိုမျောလင်းတယ်လို့ပတ်စံမရဘူးကိုလိုချင်တဲ့အစီအစဉ်တိုင်းတကယ်ဖြစ်မလာဘူးအဲငွေထွက်ထွက်ငွေကပုံများနေတယ်အဲအဲ့လိုမျိုးတွေရှိတယ်ဆိုရင်ရင်ဆိုင်လိုက်ပါပေါ့ကိုမနည်းနည်းပဲကြာရင်အဲ့ဒီနည်းနည်းလေးနဲ့လောက်အောင်ကဘယ်လိုသုံးမလဲစီမံခန့်ခွဲတက်ဖို့လိုတယ်ပေါ့နော်ဒီလာအဲလီဘရာစီစဉ်ထဲမှာတော့ငွေရေးချေးကတိတ်တော့ဟိုဟာမဖြစ်နေဘူးအဲ့လိုလေးတွေမြင်တယ် โอเคကောင်းတဲ့ຢາပါဖြစ်ဘာရှိမလဲလို့ချက်ကြည့်အောင် Libra season တန်းမှာတည်ထားဖို့ပဲပြနေရဆိုတော့ Libra season တန်းမှာကောင်းတဲ့ຢາလေးတွေဘာရှိမလဲဒီနေ့လာကြည့်ရတဲ့တွေ့တွေအတွက်ပေါ့နော် Justice Justice ရဲ့တတိယဆော့စီ Libra season တန်းမှာကောင်းတဲ့ຢາပါလဲဆိုတော့တချို့တချို့ခုန intro မှာပြောသွားသလိုပဲ Justice ဆိုတာလေတချို့တချို့နာကျင်မှုတွေတချို့တချို့ လက်လွတ်လိုက်ရတဲ့ကိစ္စလေးတွေဒီဒါလက်လွတ်ချိန်တန်လို့လက်လွတ်လိုက်ရတာပေါ့နော်သူနဲ့တင်တဲ့ဘလို့မှအပေးယူမမျှတော့လို့တယောက်ကအဖြူတယောက်ကအမဲသူပြောချင်တဲ့စကားအတမျိုးကိုပြောချင်တဲ့စကားအတမျိုးသူဖြစ်ချင်တဲ့ဆန္ဒအတမျိုးကိုပေးချင်နိုင်ကိုပေးနိုင်တာအတမျိုးအဲ့လိုအပေးယူမမျှတဲ့အချိန်မှာသူလည်းမမှားဘူးကိုလည်းမမှားဘူး ဒီလူနှစ်ယောက်ကအတူတူသွားလို့မရတော့တာဒီဆက်ဆံရေးဒီအတူတူသွားလို့မရတော့တာဆိုတဲ့အချိန်ကာလလေးတစ်ခုဖြစ်နေတာမျိုးဖြစ်တဲ့ဒါကကောင်းတဲ့အရာပေါ့နော်နောက်ပြီးတော့ Jessie ရဲ့ Three Your Source ဆိုတော့ကောင်းတဲ့အရာဘာရှိမလဲလို့ကြည့်တဲ့အချိန်မှာ Three Your Source ရဲ့ Jessie ရဲ့ဆိုတော့ okay လာကြည့်နေတဲ့သူအမူတီလေးတွေပေးလိုက်မယ်ဒီ Libra စီစဉ်အတွက်မှာကိုယ်ကိုနာကျင်စေတဲ့အရာအသေးကွဲစေတဲ့အရာလေးတစ်ခုကြုံမယ်ဆိုရင်တော့အဲ့ဒါကောင်းတဲ့အရာပါတဲ့ဘာလို့ကောင်းတဲ့အရာလဲဆိုတော့ အကဲကွဲတာဒီ1500အချစ်တစ်ခုတည်းကိုမပြောဘူးเนาะဒီမှာ set of cards ကိုမြင်လာဆိုတာတင်တန်ရောစင်ရှိတဲ့သူပေါ့เนาะတင်တန်ရောစင်ရှိတဲ့မိတ်ဆွေတငယ်ချင်းမောင်နှမမိသားစုချစ်သူအဲ့ဒီထဲကမှတင်နာကျင်လိုက်ရတယ် Libra season အတွင်းမှာနာကျင်လိုက်ရတယ်ဆိုရင်နောက်တစ်ခုကလေနောက်တစ်ခုက justice ကတည်း Libra ရဲ့ energy ပဲ Libra ရဲ့ကပ်ပဲပေါ့เนาะအဲ့လိုခံစားလိုက်ရတယ်ဆိုရင်ဒါကဖြစ်ချိန်တန်လို့ ြစ်တာဆိုတဲ့အဖြစ်မျိုးတွေရယ်အဲ့ဒီရဲ့အနောက်မှာတော့ပိုကောင်းတာတွေဖြစ်လာမယ်ပေါ့နော်တင်ဒီ3 source ကိုကြော်ဖြတ်ပြီးတော့မှပိုကောင်းတာလေးတွေဖြစ်လာဖို့ရှိတယ်ပိုကောင်းတယ်ဆိုတာဘယ်လိုမျိုးပြောလဲဆိုတော့တင်ဒီလူဆုံးရှုံးပြီးတော့မှနောက်ထပ်လူအစ်တတွေကိုရတာလည်းဖြစ်နိုင်တယ်လို့အဲဒီလိုနာကျင်လိုက်ရမှပဲသင်ကသူ့ရဲ့ energy ကိုတိသွားတာမျိုးပေါ့နော်။အော်၊ तू ကတော့ငါ့ကိုဒီလိုရှိပါလားဆိုပြီးတော့အဲ့ဒါလည်းဖြစ်နိုင်တယ်။ဘာမှမဆိုဖြစ်နိုင်တယ်။ဒါပေမဲ့အင်ဖြစ်လာမယ့်အရာတွေကကောင်းမှုတက်ဖြစ်လာတာပေါ့နော်။အဲ့လိုအဖြစ်မျိုးတွေ။ Okay အဲ့တော့ပြီးသွားပြီ။15မိနစ်ကျော်သွားပြီ။အဲ့တော့ Libra season အတွင်းမှာ ကောင်းတာတွေသိမကြအောင်မကောင်းတာတွေကြတယ်ဒါပေမဲ့အဲ့ဒါတွေသင်ရှောင်းနိုင်ရှောင်းလို့ရတယ်เนาะသင်ဆောင်ရဆောင်ရအနေနဲ့ကြည့်ပြီးသားဆိုတော့အဲ့တော့အဲ့ဒါပြီးသွားပြီအဲ့တော့ပြီးသွားပြီဆိုတော့ Libra season ကပြီးသွားပြီ Happy birthday Libra ကိုကြည့်ရအောင် Okay အဲ့တော့ဒါက Libra season အတွက်ကတ်ဆိုတော့ Happy birthday Libra Okay Libra လေးတွေ Happy birthday ပါသင်ရ season တွေကိုရောက်ပြီ Okay အဲ့တော့ဒီနှစ်2025 Libra season ကနေ့ နောက်နှစ်2026 Libra season အတွင်းတစ်နှစ်အတွင်းမှာသင်ပါလေးတွေသိသင်လဲတစ်ချက်ကြည့်အောင်နော်သင်ရဲ့ personal growth ကိုကြည့်မယ် personal growth ကိုကြည့်မယ်အာနောက်ပြီးရင်သင်ရဲ့ငွေရေးကြေးရေးအလောက်ကန်ကိုကြည့်မယ်တစ်နှစ်စာနော်ငွေရေးကြေးဒါကသင်ရဲ့အခြေရေး နေ့ရက်လူမှုရေး over all တကယ်ကြည့်ရလီဘာလေးတွေ happy birthday เนาะ happy birthday လို့ပြောပြီးသွားရင်เนาะ okay over all ကျင်းဟုတ် နေပူပေါင်းလေးတွေနည်းနည်းလေးခလေးလေးတယောက်လုံးနေပေါ့နော်အဲ့လိုအမ်အင်ဂျင်အန်ဆာကတင်ခလေးလေးတယောက်လို့တင်အသက်ဘလောက်ဘလောက်ထိပဲကြီးနေပါစေပေါ့နော်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုတင်ရှာဖွေပြီးတော့နေဖြစ်လိမ့်မယ်ဒီတစ်နှစ်အတွင်းမှာလေအဲ့လိုအဲ့လိုလေးမြင်တယ်တင်ရဲ့ over all ပေါ့နော်အရင်ကြီးဟီဟီဟာနဲ့ပျော်ရွှင်နေတာမျိုးမဟုတ်ပဲねတင်ရဲ့အတွင်းစိတ်ထဲမှာ satisfy ဖြစ်နေတာပေါ့နော်အာဖိတ်ချောက်ခလူငယ်တယောက်လို့လူငယ်တယောက်လို့ energy ရလေး အဲလူငယ်တယောက်လိုမျိုးဒီတစ်နှစ်အတွင်းမှာပေါ့ပေါ့ပါပြပြရှင်ရှင်လေးနဲ့တင်ဖြတ်တန်းဖြစ်လိမ့်မယ်ခလေးလေးတယောက်လိုအဲ့လိုအနေကြီးလေးတွေ့ရโอเคပြီးရင်တင်ရ personal growth personal growth မှာပါလေကျမတို့အသီးတွေအများကြီးမြင်တာဆိုကောက်ကောက်စားမယ်ကောက်ကောက်နေမယ်ကိုကိုကောက်ကောက်ပြုစုမယ် personal growth မှာပတ်စံတွေအများကြီးရှန်ကြနေတာဆိုတော့ပဆန်ရှာနိုင်မဲ့နှစ်လေးတစ်နှစ်လို့ထင်တယ်။အရင်နှစ်ကတည်းကဒီနှစ်ထဲမှာတင်ငွေရေးကြေးပို့ပြီးတော့အဆင်ပြေလာတာမျိုးကျမမြင်တယ်။အရင်နှစ်ထက် တီလီဘရာစီဇန်ကနေနောက်နှစ်လီဘရာစီဇန်အတွင်းတစ်နှစ်အတွင်းမှာပေါ့နော်အရင်အထက်ပတ်စံတွေပို့ပြီးတော့အရှံဘဲ3လနိုင်တာပို့ပြီးတော့အဲပတ်စံတွေပို့ပြီးအရှံဘဲ3လနိုင်တာပတ်စံတွေပို့ပြီးတော့ဝင်တာငွေရေးချေးရင်းနဲ့ပတ်သက်ပြီးကိုကအတိအကျတိတိကျကြတာမျိုးဒီလမှာငါဘယ်လောက်ဝင်မလဲနောက်လမှာငါဘယ်လောက်ဝင်မလဲအဲ့လိုမျိုးပေါ့နော်အဲတင်ခံမှန်းနိုင်တာမျိုး ဝင်တဲ့ဝန်နိုင်မဲ့ဖြစ်စေကိုပိုင်အလုပ်ပဲဖြစ်စေဝင်ငွေနဲ့ပတ်သက်ပြီးတင်မှာအရန်ကိုပေါ့နော်အဲ့လို clear ဖြစ်လို့ energy မျိုးတွေ့တယ်ပြီးရင်ကိုကနည်းနည်းအလှူတန်းလေးပါလေနည်းနည်းလှုပ်ဖြစ်မဲ့ထင်တယ်လှုပ်ဖြစ်ခြင်းအပြင်လည်းကောင်းတယ်ပေါ့နော် Okay Seven of Pentacles Yeah the Emperor ကိုပိုင်လှုပ်လှုပ်ရင်ပိုကောင်းတယ်ဟိုကျမတို့မှာ personal growth ကိုကြည်တာ ာစင်နယ်ဂရုကိုကြည်တာတင်းရဲ့ကျမ်းမာရေမတွေ့ဘူးငွေကြီးအလောက်ကန်ကိုလာတွေ့ငွေကြီးအလောက်ကန်အထိမှာမကြည့်ရသေးဘူးကြော်ပြီးလာပြနေကိုဘွားကိုတိဆောင်းလာနိုင်တာပေါ့နော်ကိုချစ်တော့ပေါ့ကိုရက်တီလာနိုင်တဲ့လီဘရာလေးတွေတွေ့ရဲ့အဲ7 of pentacle ဟီယာအင်ရှင်မအနေချင်းတင်အမျိုးသမီးဆိုရင်တော့ချက်ပြုတ်စားတောက်တာတွေပါလေတင်အရင်ကထပ်ဖို့ပြီးအချက်ပြုတ်ကျွမ်းလာလိမ့်မယ်အမျိုးသားဆိုရင်လည်းကိုဟာကိုပဲကော်ဖီထားဖြောပါမုတ်တွေထားလောက်ပါညာအဲ့လိုပဲပေါ့နော်အိုး ိုးဒီမှာလဲအသီးနှံတွေတွေ့တယ်ဒီမှာလဲအိမ်ရှင်မအနေချင်းမျိုးတွေ့တယ်ချက်ပြုတ်စားတောက်တာတို့ဘာလို့ညာတို့အားလေးတွေ့တယ် personal growth မှာကျမမြင်တာနောက်တစ်ခုကလေအတူတူစားအတူတူတောက်အတူတူချက်ပြုတ်နေကြတာတို့ဘာလို့မိသားစုနဲ့တင်းရင်တင်းနေဖြစ်တာ မိသားစုနဲ့ကိုယ်နဲ့ကြားထဲမှာပို့ပြီးတော့ connection ကပို့ပြီးတော့အာ bonded ဖြစ်လာတာအဲ့လိုဖြစ်နိုင်တယ်အဲ့လိုမဟုတ်ရင်တော့ကိုဗီနာကသူနဲ့ကိုနဲ့ကြားထဲမှာ connection ကတအိမ်ထဲမှာနေပြီးတော့အတူတူပေါ့နော် အဲပုံပြီးခိုင်မြဲလာတဲ့ message တွေတွေ့တယ်အဲ့ဒါချစ်သူလည်းဖြစ်နိုင်တယ်တငယ်ချင်းလည်းဖြစ်နိုင်တယ်ကောင်းပါတယ်နော် okay သင်ရငွေကြေးကြီးအလောက်ကန်တစ်ချက်ကြည့်မယ်ငွေကြေးလောက်ကမှာ justice မဟုတ်ချိန်ခွင်လေး yeah libra လေးတွေဆိုတဲ့အတိုင်း justice energy ကိုတွေ့တာပေါ့နော်အလောက်ကန်ကောင်းပါတယ်တင်းနေကိုင်းနေတဲ့အလုပ်တစ်ခုကိုအတင်းဒီနှစ်ထဲမှာလုပ်ဖြစ်လိမ့်မယ်လက်ရှိမှာလုပ်နေရလဲဖြစ်နိုင်တယ်အဲ့တော့တချို့လေးတွေ ဒီတစ်နှစ်အတွင်းမှာအလုတ်ကိုင်လေးတွေလည်းပေါ့နှစ်ခုကဆက်ဆက်နေရတွေ့လားကိုနဲ့ကိုင်နေတဲ့အလုတ်လေးတစ်ခုကိုလုတ်ကိုင်ခြင်းအပြင်ငွေရေးကြေးတွေပို့ပြီးတော့အဆင်ပြေလာနိုင်တယ်နော်အာဒီဟမ်မန်ရဲ့ True of Source နှစ်ခုတည်းရတစ်ခုရွေးချယ်ရတာလေးတော့နည်းနည်းတော့မြင်တယ် Okay နှစ်ခုတည်းရတစ်ခုရွေးချယ်ရတာမဟုတ်ရင်အလုတ်ထဲမှာအခက်အခဲလေးတော့ရှိရငွေရေးကြေးကန်ကောင်းတယ်မှန်တော့အရှံပဲပဲ ငွေရေးချင်းကန်ကောင်းတဲ့အလုတ်အလုတ်ကလည်းကိုနဲ့ကန့်နေတဲ့အလုတ်တစ်ခုအတင်လုတ်ဖြစ်လိမ့်မယ်ဒါပေမဲ့အလုတ်ထဲမှာအခက်ခဲလေးနည်းနည်းရှိရဒဟမန်းရဲ့နည်းနည်းပင်မှန်မဲ့ဒဟမန်း energy ရပင်မှန်မဲ့လို့ခန်းစားရတာ two source energy ကတခါတလေကျရင်ကိုက partnership တွေရွေးချယ်တဲ့အချိန်ပေါ့နော်ကိုပိုင်လုံးလုံးမယ်ဆိုရင်ငါဘယ်သူနဲ့ပူးပေါင်းပြီးလုပ်ရမလဲသူနဲ့လုပ်ရမလားဟိုတယောက်နဲ့လုပ်ရမလား person A နဲ့လုပ်ရမလား person B နဲ့လုပ်ရမလားအဲ့လိုမျိုးရွေးချယ်ရခက်တာလေးနေကြုံနိုင်တယ်တကယ်လို့တင်အား company ဝန်ထမ်းဖြစ်မယ်ဆိုရင်ဟိုကိုယ့်ရဲ့ senior တွေထဲက ဘယ်ဘယ်စီနီယာကိုကြောက်ရမှန်းမသိသူ့ကိုကြောက်ရမလားဒီလူကိုကြောက်ရမလားအဲမန်နေဂျာဆိုလဲဟိုမန်နေဂျာကိုကြောက်ရမလားဒီမန်နေဂျာကိုကြောက်ရမလားတင်းနေတဲ့ပြာများနေရ True of source ကလည်း Libra ရဲ့ energy ပဲ Libra ရဲ့ငကိုကလည်းဆုံးဖြတ်ရခက်ခဲတယ်ဟိုလိုလိုဒီလိုလိုဘာလို့ဟိုလိုလိုဒီလိုလိုဖြစ်လဲဆိုတော့ Libra ရေတော်တော်များများကကောင်းတာတွေပဲလိုချင်တယ်လူရင်းမှားသွားမှအရန်ကြောက်တယ်အဲအဲ့တော့တင်းနေတဲ့လေးတစ်နှစ်လုံးမှအလုံးနဲ့ပတ်သက်ပြီးပြာများနေရဟိုလူရွေးချယ်ရမလားဒီလူရွေးချယ်ရမလားအဲ့လိုမျိုးပေါ့နော်အမ် ဘယ်သူနဲ့မှပြဿနာမဖြစ်ချင်တာကိုကလူတိုင်းရဲ့အမြင်မှာလုံဖို့ကန်ဘက်တိုင်းနဲ့အဆင်ပြေချင်တာဟုတ်တယ် be fair in all situation ဆိုတော့လေလုံဖို့ကန်ဘက်တိုင်းနဲ့အဆင်ပြေချင်တာအဲ့လိုပေါ့နော်အလုပ်ထဲမှာအဲ့တော့အတင်အဲ့ဒီတော့နည်းနည်းလေးတော့ပြင်မယ်နည်းနည်းလေးတော့တိုင်ပတ်မယ်ပေါ့ဟိုဘက်ဒီဘက်နည်းနည်းရုန်းကန်ရတာလေ okay အချင်းရေးကိုကြည့်မယ်အချင်းရေးကစိတ်မဝင်စားတဲ့သူကတော့ကြော်ပြီးတော့သွားပေါ့နော်တိမ်သားမထောင်နဲ့အဲ့တော့ relationship ရှိသည်ဖြစ်စေ single လေးတွေဖြစ်စေအချင်းရေးကိုချုံပြီးတော့ပဲကြည့်မယ်နော်တင်ရချစ်ရမယ်လို့ကျွန်မထင်တယ် အတ်ဝိဒ်ဝေးစတန်ဒီမှာလေးနှင်းကြာပန်းလေးကိုကင်ပြီးထိုးပေးနေတာတယောက်ယောက်လို့ကျမမထင်ပဲတင်လို့ကျမထင်တယ် use information for the highest good အတ်ဝိဒ်ဝေးစတန် okay တင်းအနေကြီးလားတင်းအောင်လာပြီးတော့မြစ်တာပေးတဲ့အနေကြီးလားတစ်ချက်ကြည့်အောင်တင်းရဲ့အနေကြီးလားတင်းအောင်လာပြီးမြစ်တာပေးတဲ့အနေကြီးလားတင်းရဲ့အနေကြီး okay တင်းတယောက်ယောက်ချစ်နေတယ် libra လေးတွေလက်ရှိချစ်တဲ့သူမရှိဘူးဆိုရင်လည်းဒီနှစ်ထဲမှာတင်းချစ်ရမယ့်သူတယောက်ကိုတွေ့လိုက်မယ် ကိုကအရင်မြတ်တာရှင်မကြီး Libra လေးနေအရင်ကတည်းကအချစ်ကိုကိုကွဲတယ်။ S sign ထဲမှာအချစ်ကိုကိုကွဲတာ Libra ရဲ့ Gemini ရဲ့ Okay Libra လေးကြီးကြည့်ပါအောင်မြတ်တာစင်မြတ်တာမှန်တဲ့တယောက်ယောက်သွားထုတ်ပေးနေအရင်ပေါ့နော်သူကင်ထားတဲ့ပန်းကလည်းအဝါရောင်လေးဝတ်ထားတဲ့ဝတ်ယုံလေးကအဝါရောင်လေးဆိုတော့ကိုကဘယ်လိုမျိုးလဲဆိုတော့ကို့မှာရှိတဲ့အစစ်မှန်တိုင်းကိုကိုကပေးတာပေါ့နော်ဒါပေမဲ့တင်ပေးတဲ့ຢာကအဲအုတ်နောက်လေးတော့နည်းနည်းပါတယ် အဲဘယ်လိုလေးလဲမသိဘူးရင်ထဲကတင်စစ်မှန်သွားနေတဲ့တယောက်ယောက်ကိုထိုးပေးနေတယ်မေတ္တာစင်မေတ္တာမှန်တင်ပေးနေတာအားလေးလေးမြင်နေအချင်းချင်းထဲမှာတော့ကိုချစ်ရမဲ့သူရှိရပေါ့နော်လက်ရှိမရှိသေးဆိုရှိနေမယ် single ဖြစ်စေ relationship ဖြစ်စေတဟမဲ့တချို့လေးတွေက single ပေါ့တယောက်တည်းနေတာကြာပြီအဲတယောက်တည်းနေတာကြာပြီဆိုရင်အဲ့ဒီမှာ10 on 1 10 on 1ဆိုတော့ဘယ်လိုပြောရမလဲ တဟာမေးဆိုတယောက်ယောက် risk ယူပြီးတော့တင်အရင်ဆပြီးတော့ crush မိသွားတာလို့သဘောကျမိသွားတာလို့ကိုကအဲ့မှာမြစ်တာလေးတွေထိုးပေးနေတာပေါ့နော်အဲ့လိုလေးတွေတွေ့ရင်အဲ့တော့တဟာမေးဆိုတာအလုံးဝတိတ်ချာတဲ့ single single လေးတွေနော် single ဖြစ်နေတာကြာပြီတို့မဟုတ် single ဖြစ်နေတာမကြသေးဘူးဆိုရင်လည်းလက်ရှိတင်ဒီဒီဒီကိုနားထောင်နေတဲ့အချိန်မှာ single ဆိုရင်တော့ဒီနှစ်ထဲမှာတင်ချင်ရမဲ့သူ crush ရမဲ့သူသဘောကျရမဲ့သူကိုလေးစားအားကျရတဲ့သူလေးတယောက်တွေ့တတ်တယ်ကိုအချင်နဲ့ထိုက်တန်နေဆိုတဲ့သူလေးတယောက်အတင်းအဲ့လိုလေးသွားပြီးမြစ်တာပေးနေတာပေါ့နော်ဒါမဲ့ ဆန်းတော့မှဆိုတော့နည်းနည်းတော့ Okay အဲ့ဆိုတော့ relationship ရှိတဲ့သူဆိုရင်တော့ဘာဖြစ်မလဲလို့ကြည့်ရအောင် relationship ရှိတဲ့သူဆိုရင်အရင်လိုပဲဆက်ချစ်နေတော့မယ်ကိုလူကြည့်ပါအောင်ခန်းခန်းစာ energy high hypothesis အရင်လိုပဲအရင်တိုင်းမယ်အရင်တိုင်းမယ်တမိုးထားတော့မယ်အရင်လိုပဲဆက်ချစ်တော့မယ်ဘာညာပေါ့နော်ဟာချစ်တတ်တူကြည့်တယ် Okay ဒါအခြေရေးပါဒီလောက်ပဲပေါ့နော်လူမှုရေးကိုကြည့်ရအောင်လူမှုရေးမှာကိုကလေ people pleaser လုပ်ပြီးတော့နည်းနည်းလေး please လုပ်နေရပါတော့เนาะအဲ people pleaser လုပ်ပြီးတော့ please လုပ်နေတယ်ဆိုတာက negative way တော့မဟုတ်ဘူး libra လေးတဲ့အရင်ကတည်းကပေါင်းသင်းဆက်ဆံရေးကောင်းတယ် friendship တွေတိဆောက်တဲ့နေရာမှာဘယ်သူနဲ့မဆိုတဲ့အောင်သွားချင်တာဆိုတာကျွန်မဒီမှာမြင်လိုက်တာလေ libra ရဲ့ energy ပဲ um welcome new beginning let the sunshine in your life ဆိုတာလေတခုတော့ရှိတာပေါ့နော် libra လေးကပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုရင်ဒီကက်ထဲမှာခံစားမိတာကတင်တင်တစ်နှစ်အတွင်းမှာပေါင်းသင်းဆက်ဆံရေးကိုယ့်ဘက်က နည်းနည်း please လုပ်ပြီးတော့ပေါင်းဖြစ်တာမျိုးရှိလိမ့်မယ်အဲ့ဒါကလူအစ်စ်တွေပေါ့နော်လူအစ်စ်တွေဆက်ဆံရေးအစ်စ်တွေအဲ့ဒီဆက်ဆံရေးအစ်စ်တွေလူအစ်စ်တွေဒီကိုဘွားကို shiny ဖြစ်စေတယ် let the sun shine ဆိုတော့လေကိုယ့်အတွက်ကောင်းတဲ့သူတွေကိုပဲတင်ရနည်းနည်းကိုဘကနည်းနည်းအ short ပေးပြီးပေါင်းတာတော့ဘာလို့ပေါ့နော်ကိုအ short ပေးပြီးပေါင်းပုံးလောက်ထိသူတို့ကတန်နေတာကောအဲ့တော့တေးကြတာကတော့တင်လူကောင်းနေနဲ့တွေ့ဖြစ်လိမ့်မယ်ပေါင်းသိဆက်ဆံရေးမှာဆက်ဆံရေးအစ်စ်တွေတင်ထပ်တွေ့ဖို့ရှိရ the wall the world is a source တောက်လောက်နဲ့ပေါင်းတာနော် is a source libra လေးတွေอ่ะ libra ဆိုတဲ့အတိုင်းပဲဒီမှာကျွန်မ negative energy လေးနည်းနည်းလေးနည်းနည်းလေးတော့ခံစားမိရဲ့ကျွန်မ is a source is a source the magician number 1ကြီးပဲ is a source နဲ့ the magician number 11မော်နော် number 1ဆိုတော့2026 system မှာဖြစ်ပုံများတယ်2026 is number 10 1နဲ့0ကိုပြန်ပေါင်းလိုက်ရင်လည်း number 1ဆိုတာလीအဲ2026 system မှာသင်မိတ်ဆွေအစ်စ်တွေသင်ငယ်ချင်းအစ်စ်တွေတွေ့လိမ့်မယ် တွေ့ရချင်းကြရင်နှလုံးသားနဲ့ပေါင်းတာတော့မဟုတ်ဘူး။တင်းကဆက်ဆံရေး Library ကဆက်ဆံရေးအရန်ကောင်းတယ်။တင်းအုံနောက်နဲ့ပေါ့နော်။အုံနောက်နဲ့စဉ်းစားပြီးတော့ပေါင်းတင်မဲ့သူပေါ့။မကြီးမျက်လုံးလေးကပြူပြီးတော့တရားရုံးနဲ့တင်းဆက်ဆံရေးတခုစတော့မယ်ဆိုမျက်လုံးလေးနဲ့ကိုအရင်ချက်တယ်။ငါဒီလူနဲ့ဆက်ဆံတင်လား။ Okay ဆက်ဆံတင်နေတေးချရတယ်။ तू ငါအတွက်အကျိုးမရုပ်စရာဘူး။ तू ငါ့ကိုထိခိုက်အောင်ဘာမှမလုပ်ဘူးဆိုရင်တင်းနည်းနည်းလေး ကိုဘာဖော်ဖော်ရေးဆက်ဆန်လိုက်တာလို့ပါအဲလီဗရာလေးတွေအုံနှောက်တုပ်တယ်ပေါ့နော်ပေါင်းရင်းဆက်ဆန်ရေးပါအဲ့တော့လူအစ်တလေးတွေလူကောင်းလေးတွေနဲ့တော့တွေ့လိမ့်မယ် Asos Sons ရဲ့ Magician ရဲ့ energy ကတင့်ထက်ပို့ပြီးတော့အောင်မြင်နေတဲ့သူတင့်ထက်ပို့ပြီးတော့ society ကျယ်ပြန့်တဲ့သူအဲ့လိုလေးတွေဖြစ်နိုင်တယ်တင့်ထက်နဲ့နဲလေးပေါ့နော် တင်းနဲ့လိုက်ဖက်ညီတဲ့သူတို့မဟုတ်တင်းထက်နည်းနည်းလေးတားတဲ့သူပိုကောင်းတဲ့သူအဲအဲ့လိုမျိုးတင်းရဲ့အတွင်းဆက်ကလေးကနည်းနည်းလေးထန်ရရနေတယ်လို့တော့ကျွန်မထင်တယ်။ပေါင်းစည်းဆက်ဆိုင်ရင်းနဲ့ပတ်သက်ပြီးဒီကလေးလေးမှာမျက်လုံးလေးရပါလဲဆိုလူအစ်စ်တွေကိုတင်းသေးချာထောက်ကြည့်ပြီးမိတ်ဆွေအစ်စ်တွေကိုတင်းပေါင်းဖို့အတွက်မျက်လုံးလေးနဲ့သေချာအဖြေရှာနေရ။အုံနှောက်ကိုသုံးမယ်မျက်လုံးကိုသုံးမယ်။အတွင်းဆက်ကလေးကတင်းရဲ့ inner chain လေးကဒီမှာနည်းနည်းလေးထန်ရရနေရမိတ်ဆွေနဲ့ပတ်သက်လို့အတိတ်ကမိတ်ဆွေတွေကိုထားခဲ့ရလို့လားဒါမှမဟုတ်ရင်လည်းတစ်ချိန်လုံးကတင်းက အဲတတိမထားပဲအုံနှောက်လေးမသိမသုံးမနဲ့ဖောင်းသိဆက်ဆက်ရေးမှာနည်းနည်းလေးစိတ်အလိုမကြခဲ့ရတာလေးဖြစ်ခဲ့တာလားတင့်အတွင်းစိတ်ကလေးရတာနည်းနည်းလေးဒဏ်ရာလေးတေးသေးလေးအကြီးမဟုတ်ဘူးเนาะအဲ့ဒါလေးရနေရလေးတော့မြင်နေဟုတ်ကဲ့ခြံတော့ခြံတော့ cast ဒီပရာလေးတွေကပေါင်းတင်တဲ့တင်ငယ်ချင်းမိတ်ဆွေတွေလည်းသူကရေရှည်သွားချင်တာပေါ့เนาะအဲအဲ့လိုမျိုးအဲ့တော့ငါနဲ့ရေရှည်သွားလို့ရလားဆိုတာတင်ကြည့်တယ်โอเคသိသွားပြီဒီလိုကငါနဲ့ရေရှည်သွားလို့ရမှာလားဆိုရင်အရင်ဆုံးအုံနှောက်တွေမျက်လုံးတွေတေချာပေါ့เนาะ sense တွေအကုန်သုံးပြီးတော့မှာ ဒီ happy ဖြစ်တဲ့ကိုယ်ကို sunshine ဖြစ်စေတဲ့ new beginning friendship လေးမိတ်ဆွေလေး new beginning community ထဲကိုသင်ရောက်မယ်ပေါ့နော်အဲတချို့လေရဒီဟာကလေပေါင်းသင်းဆက်ဆိုင်ရင် friendship မဟုတ်ဘဲနဲ့တင်းရဲ့ society လည်းဖြစ်နိုင်တယ်အလုပ် society ပေါ့နော်လူသစ်တင်တဲ့ကိုပတ်သက်ရတော့မယ်ကိုကရွေးချယ်တာမဟုတ်ဘူးမိတ်ဆွေတစ်တူကိုကရွေးချယ်လိုက်တာမဟုတ်ဘူးကိုနဲ့သူတို့နဲ့လာတွေ့ရတဲ့အချိန်မှာဟဲ့သူတို့ကငါ့အတွက်အဆင်ပြေပါမလားငါတို့ဘယ်လိုစကားပြောရမလဲငါတို့နဲ့ဘယ်လိုအဆင်ပြေအောင်ပေါင်းသင်းရမလဲတင်းအုံနှောက်တင်းတုံးနေအောင်ကွာအဲ့လိုအဲ့လို message မျိုးနားလည်လာတော့မသိဘူး ကဲအဲ့တော့ပြီးသွားပါတယ်နော်ပြီးသွားပါပြီအဲအဲ့တော့ကြည့်ပြတဲ့ကျေးဇူးတင်ပါတယ်ဒါကတော့ Libra လေးတွေအတွက်တစ်နှစ်စာပေါ့နော်တစ်နှစ်စာတင်ရ overall ရယ်တခုချင်းစီရယ်မြင်လာလေးတွေပြောလိုက်အဲ့ဒါ energy ကြိုက်ကြပါစေအဆင်ပြေကြပါစေဒီကလေးတင်နေမကိုက်ညီလို့လဲချက်မှုတွေရှိခဲ့ရင်တော့နားလည်ပေးပါဒါက general message ဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါတော့ပါပဲအဲ့တော့ libra လေးတွေရော libra မဟုတ်တဲ့သူတွေရောအဆင်ပြေကြပါစေ libra မဟုတ်တဲ့သူတွေကတော့ဒီ libra season အတွင်းမှာအဆင်ပြေကြပါစေ libra လေးတွေကတော့တစ်နှစ်အတွင်းတစ်နှစ်လုံးအဆင်ပြေကြပါစေပေါ့နော် ဒီလောက်ပါပဲကြည့်ပေးတော့တယ်ကျေးဇူးတင်ပါတယ်နောက်ရီတင်နေကြမှာထပ်တွေ့ကြမယ်နော်